ကောင်းမြင့်တဲ့မင်္ဂလာညချင်းဖြစ်ကြပါစေ။ကိုယ်စိတ်နှမကျမ်းချမ်းသာကြ၍ဘဝဒုက္ခပြဒနာတွေကိုမှန်ကန်သောဓမ္မဖြင့်ဖြေရှင်းနိုင်ကြပါစေလို့ရှေးဦးအစပနာမမမေတ္တာပို့ဆုတောင်းရပါတယ်။အလုံးသရဝဝိနည်းအပေါင်း အလုံးဥစ္စနုအပေါင်းပေါ့ဘဝမှာ လူရဲ့လို့ဖြစ်လာကြလို့ရှိရင်လူတိုင်းလူတိုင်းဟာကိုယ်ဘဝကိုတည်ဆောက်နိုင်ဖို့ကိုယ်ဘဝကိုမြတ်နိုးတက်ဖို့ကိုအားကိုကိုတက်ဖို့ရှင်ပညာရှိတွေရဲ့အစိုးမိန်နေတဲ့ဗုဒ္ဓရဲ့တေသနာတော်တွေနဲ့ကိုးကားပြီးတော့ယနေ့ညလောကရန်နေနဲ့ရင်ဆိုင်ကျော်လွှမ်းနိုင်ဖို့ ကိုကိုကို အားပေးပြီးတော့တရားလေးနဲ့နေတတ်ဖို့တတိပေးတိုင်တွန်းကျေးဇူးဆက်တဲ့စကားရက်တွေပဲဖြစ်မှာပါလောကလူရယ်လို့ဖြစ်လာကြလို့ရှင်ရယ်လေလောကရန်နဲ့ကြုံရဆုံကြရမှာလေနော်ကြုံရဆုံကြရမှာစဉ်းစားကြည့်ပေါ့ပင်လေတဲ့ခရီးသွားပူကြပါလိမ့်မယ်လေပြည်တွေးကြီးတိုက်ပါမယ်လို့ပင်လေဟာအာမမခံတယ်လို့ပဲ အမြဲဖြူမနေနိုင်တဲ့တိမ်တွေကလည်းပြောင်းလဲတက်ပြောင်းလဲတက်တဲ့အကြောင်းအလုံးစုံသတော်ကောင်းမြန်တတိထန်းကြည့်ရင်ဒီမှာဖြစ်ပါတယ်။လေပေတွေကြီးတိုက်ပါမယ်လို့ပင်လေဟာအာမမခံတည်ကြတာပေါ့မုံနိုင်နေထန်ကြအောင်ပါပဲလေနော်။အဲ့ဒါလိုပဲတိမ်တိုင်းတွေပုံမော့ကြည့်လိုက်ပေါ့တိမ်တိုင်းတွေကအမြဲတမ်းဖြူနေတာမှမဟုတ်တာလေနော်။တိမ်တိုင်းတွေအမြဲတမ်းဖြူနေတာမဟုတ်အကြောင်းကိုလည်းပဲ အဲ့ဒီဒိန်သိမ့်တည်းရတက်တည်ပြနေတာပါဖြစ်ပါဒါကြောင့်ဘဝဆိုတာလေအလုံးသောတရကောင်းတို့ရဲ့ဘဝဥစ္စတို့ရဲ့ဘဝတရဝဝိနည်းရတိုင်းရဲ့ဘဝပြန်ပြီးတော့စဉ်းစားကြည့်အမောင်ရှိတယ်အလင်းရှိတယ်အနေမြန်တက်ကြရရှိတယ်လေနောက်ပြီးတော့ပြောင်းလဲမှု များစွာလည်းရှိပါတယ်ပြောင်းလဲမှုများစွာလည်းရှိပါတယ်ဘဝဆိုတာဒါပဲမဟုတ်လားမမြင်နေတာကဘဝပဲလေနော် ဘဝတော့တတော်ကောင်းတော့ဦးဇင်းတို့ကြုံနေရတဲ့ဘဝမှာမမြင်နေဘူးမမြင်နေတဲ့အရာတွေကလေအလုံးတတော်ကောင်းကြီးများ နားလည်ပြီးဆိုလို့ရှိရင်မတိမြဲနေတဲ့လောကကြီးထဲမှာနေထိုင်နေတာပဲတို့ဘဝတည်းလေအနိုင်မြတ်အတ္တကြာရှိမှာပေါ့လို့အဲ့ဒါလို့ကိုကိုကိုလေးအပေးပေါ့ဒါကြောင့်နှင်းစီရနှင်းစီလောက်ပဲလှမှာပေါ့စပယ်လောက်တော့ပဲမွေးပါမယ်နော်နှင်းစီရတဘောတဘာဝကနှင်းစီလောက်ပဲလှမှာ မွေးတဲ့ပန်းလောက်တော့စပယ်လောက်တော့သွားပြီးတော့နှင်းစီရဘယ်လိုလုံးမွေးနိုင်ပါလဲဒီတဘောပါပဲဘာလို့အားငယ်နေမှာလဲကိုဘဝကိုလေနော်ဘယ်လိုဒုက္ခတွေနေပဲကြုံရကြုံရဘယ်လိုပြဿနာတွေနေပဲကြုံရကြုံရအားငယ်မနေနဲ့ဘာလို့အားငယ်နေမှာလူဆိုတာကိုယ့်ရနဲ့နဲ့ကိုယ်ပဲလေနော်လူဆိုတာကိုယ့်ရနဲ့နဲ့ကိုယ်ပဲကျေတွေတော့မလဲနိုင်လို့ဆိုပြီးတော့ပို့ဆောင်ကျူတွေထိုင်ပြီးမငိုပါဘူးဗျနော် ကျေတယ်လို့မလင်းနိုင်လို့ဆိုပြီးပို့ဆောင်ယူလေထိုင်ပြီးမငိုပါဘူးကိုဘဝကိုမျက်နှုတ်တက်ဖို့ပဲရည်ကြီးတာရှုံးမပေးချင်ရှုံးမပေးချင်သူများဘဝကိုအကြံနေုံနဲ့ကိုဘဝကတောက်ပလာမှမမဟုတ်တာလေနော်ကိုဘဝကိုပြုပြင်ပြောင်းလဲကြရမှာကိုဘဝကိုပြုပြင်ပြောင်းလဲမှာကိုကိုကိုချစ်တယ်မှာကိုဖြစ်တည်နေတဲ့ဘဝကိုမျက်နှုတ်တက်မှာဒါကြောင့်လူဆိုတာဟာမပြည့်စုံ권ရှိတယ်လို့ပဲစူးစမ်း권လည်းရှိတယ်မဟုတ်လား ကြိုးစားခွင့်လည်းရှိတယ်။ဒါရင်ဘယ်ကမလဲအလုံးတော်ကောင်းတို့အစင်းတို့တွေဟာအမားတွေနဲ့ကြုံခဲ့ဘူး။အမားတန်တရာထဲမှာပျော်ခဲ့ဘူးတာရှိတယ်လေနော်။အဲ့ဒါလို့အမားတွေနဲ့ကြုံခဲ့ဘူးအမားတွေနဲ့ပဲပျော်ခဲ့ဘူးတာရှိတယ်လို့ပဲ။အမှန်တွေနဲ့လည်းပဲတော်ခဲ့တဲ့အချက်တွေကိုစင်းတို့တတော်ကောင်းတို့ကိုစီကိုစီ ရှိကြတာအလုံးအသိပါပဲ။ကိုတန်ဖိုးနဲ့ကိုတော့မြင့်နေကြတာပါပဲ။ ကိုဟတန်ဘူးရှိတဲ့လူတယောက်ဖြစ်နေတာကိုအလွန်အမတန်မှကံကောင်းနေပါမယ်ကံထူးနေပါမယ်ဒါကြောင့်လူရဲ့ဖြစ်တည်မှုဆိုတာတစ်ဖက်မှာအာနေချက်ရှိရင်တစ်ဖက်မှာလည်းအာတာချက်ဆိုတာရှိပါတယ်လူတိုင်းလူတိုင်းအာနေချက်အာတာချက်ရှိကြတာအလုံးအသိပဲလူကျင်နာအကုန်ရနေမှပျော်ရမယ်လို့မသွေးပါနဲ့ဗျာနော်အမြဲတမ်းပြောနိုင်မှုဆိုတာတကယ်မဖြစ်နိုင်ဘူးလေနော်ဒီကာလကြီးပို့ပြီးတော့တောင်းတရီထားစရာကောင်းတယ် အမြဲတမ်းပျော်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒါကြောင့်ကဲရည်ခြင်းအထင်သေးခြင်းအတင်းပြောခြင်းတွေဝေဖန်ခြင်းတွေကပဝန်းကျင်ရဲ့အလုပ်ဆိုလို့ရှိရင်ကိုလန်းကိုလျှောက်ရတာလဲကိုရဲ့အလုပ်ပေါ့။ကိုလန်းကိုလျှောက်ရတာလဲကိုရဲ့အလုပ်ပေါ့။ပဝန်းကျင်ဆိုတာကတော့ကဲရည်တာတွေရှိမှာအထင်သေးတာတွေရှိမှာအတင်းပြောတာတွေရှိမှာဝေဖန်တာတွေရှိမှာပုတ်ခတ်တာတွေရှိမှာပဲ။ ဒါဟာပတ်ဝန်းကျင်ရဲ့အလုပ်ဆိုလို့ရှိရင်ကိုလန်းကိုရှောက်ပြီးတော့ကိုသမိုင်းကို ကောင်းအောင်ရေးရမှာကလည်းကိုရဲ့အလုံးလို့မှတ်တော်မူရပါကိုဘဝကိုမြင်လို့တန်ဖိုးထားတော်မူရပါလို့တတိပေးတိုက်တွန်းရတဲ့အပေစကားပြောကြရရတဲ့တာယံချမ်းမြေတရားတွေ့ကြပါစေတာယံချမ်းမြေတရားတွေ့ကြပါစေတာယံချမ်းမြေတရားတွေ့ကြပါစေ